အားလုံးပဲမင်္ဂလာပါအာကာရှ်စပယ်မန့် channel ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့မှတော့ဒီမလ်မာမီတာမီတာတိုင်းဆက်အသုံးပြုနည်းကိုပြောပြပေးသွားမှာဖြစ်ပါတယ်ပြီးတော့ဒီနေ့ဒီ video မှာအဲ DC ဘော DC DC ဘော AC ဘောပြီးရင် Rester Tiny Diode Tiny Ampere DC Ampere AC Ampere Tiny ရဲ့ချော်ရှိမရှိတိုင်းကြီးကိုပြောပြပေးသွားမှာဖြစ်ပါတယ်အဲဒါကြောင့်ဗီဒီယိုအဆုံးထိကြည့်သွားပါ channel မှာ new ဆိုရင် subscribe လုပ်သွားပါဒီ video ကြိုက်ကြိုက်ကြိုက်ခံရင် like လုပ်သွားပါနော်အဲဒါမလ်မာမီတာဒါမီတာ ဒီလိုမျိုးမီတာမျိုးစုံရှိရနော်ဒီဂျစ်တယ်မီတာရှိတယ်ရိုးရိုးမီတာတွေရှိတယ်ဒါပေမဲ့ကျွန်တော်ကတော့ဒီမီတာပဲသုံးနေကြဆိုတော့ဒီမီတာပဲသုံးရအောင်နော်ဒီမီတာကအကောင်းပါတယ် main china ပါပြီးတော့ဒီမီတာမှာတချို့ကဒီလဲတဲ့ဒီလဲတဲ့ဒီအပေါ်ထိမှ off on off off ရှိနော် off off ပဲပို့လိုက်ရင်ကျတော့ဒီဒီအရေး off လဲလဲလိုက်ရင်ကျတော့အကောင်ကပိတ်သွားပြီဒါပေမဲ့ဒါကဒီလိုမဟုတ်ဘူး open ဒါကိုနှိမ့်လိုက်ရင်ပွင့်သွားတယ်ပြီးရင်ကြတော့ဒီကောင်ကအော်တိုပိတ်တယ်နော်နည်းနည်းကြကြလေးဖွင့်ထားရင်ကိုယ်တိုင်အော်တိုပိတ်တယ်အော်တိုပိတ်တယ်ပါတယ်နော်ပြီးဒီကောင်နောက်တစ်ဆင့်နှိမ့်လိုက်ရင်ပိတ်သွားမှာသူ့မဟုတ်လဲဒီတိုင်းထားသွားထားလိုက်ရင်လည်းကိုယ်တိုင်ပိတ်သွားမှာခဏကြရင်ကိုယ်တိုင်ပိတ်သွားမှာဆိုတော့ဒီ feature တော့ကောင်းတယ်နော်ဒီ on off feature တော့ကျွန်တော်ကြိုက်လို့ဒီကလေးကျွန်တော်ဝယ်လိုက်တာနော်ဒီကောင်ကကြတော့ ddd9 205A လို့ခေါ်တယ်ဒီမှာကကြတော့၄ပေါက်ပါတယ်တချို့တွေကကြတော့၃ပေါက်တချို့တွေကကြတော့၂ပေါက်ဒီကောင်ကအကုန်စုံလို့ကျွန်တော်ကဒီ ကောင်ကိုဝယ်လိုက်တာဒီကောင်ကိုပဲသုံးနေရနော်နောက်တစ်ခုကကြာတော့ဒီလိုမျိုး cable လေးဒီကောင်ကကြာတော့ protect လာပါလားမသိခေါ်ရဲပေါ့နော် protect ဟုတ်တယ် protect လို့ခေါ်ရဲဒီအားကြာတော့ကျွန်တော်တို့ socket ပြားမှာဓာတ်ခဲမှာတစ်ခုခုမှတိုင်းတဲ့စိမ့်ဒီရှေ့ရနေတိုင်းရနေနော်ပြီးတော့ဒါအားကြာတော့ဒီ pouch ထဲမှာထိုးဖို့အတွက် cable လေးအဲအမဲအောင်ကြာတော့ comma ထိုးမယ်ပြီးရင်ကြာတော့ဒီအညံအောင်ကြာတော့ဘိုးနဲ့ဒီ ohm ကြာတဲ့ညမှာထိုးလိုက် နင်းဟုတ်လားအဲဒီဆုံး DC ဘောကိုတိုင်ကြည့်ကြမယ်နော် DC ဘောမှာ DC voltage မှာ2 220 201000ဆိုပြောရှိရနော်နင်းနဲ့ဆက်နေရ1000ဆိုပြောရှိရဘောကအဲတချို့နေရာမှာကျတော့900နေဆုံးတာရှိတယ်ဒါကကျတော့1000 ठी ဘောက1000 ठी နိုင်နေနော်ဆိုတော့အခုကျတော့ကျွန်တော်ဒီကောင်ဒီတက်ခဲကောင်က3.7 volt တက်ခဲ 400အမေရှိတဲ့တခဲသေးသေးလေးကောင်းတိုင်းပဲဆိုတော့2အမ်ပီယာမရဘူး2အမ်ပီယာနည်းနည်းနည်းသွားပြီ3.7ဗိုလ်ဆိုတော့1.5ဗိုလ်ဘက်ထရီတွေကျတော့2ဗိုလ်နဲ့တိုင်လို့ရပါတယ်ဒီကောင်ကျတော့20 20ဗိုလ်နဲ့တိုင်ကြည့်ကြည့်မယ်နော်ဒီကောင်အပေါင်းအနုအနီရအပေါင်းအမေအနုဆိုတော့တခဲရဲ့ဒီဘက်ကဒီမှာပြထားရပါတယ်အပေါင်းအနုသူ့ကိုအပေါင်းအနီနှုတ်ကိုအနုတ် ့လောက်လိုက်ရင်အမ2.7ဘောအနေနဲ့အာအနေနဲ့ယော့နေနော်အမပေါ်လာပါပြီ2.7ဘောဆိုပြီးတော့နော်ကြောင်းမြန်လုံးလိုက်ရင်ကျတော့ကြောင်းမြန်လုံးလိုက်ရင်ကျတော့အရှေ့ minus 2.7လို့ပေါ်လာရယ်နော် minus လေးဒါသူရဲ့အပေါင်းနှုတ်ဘယ်ရလဲဆိုပြီးတော့ရွေးဖို့လဲလွယ်ပါတယ်ဒါပြီးတော့ AC ဘောတိုင်ကြည့်မယ်နော်ဒါ AC ဘောပါဒါ ဒီစီဘောပါဒီကောင်တိုင်းအဲ့ဆို AC ဘော920ကျော်တယ်ဆိုတော့950လောက်ထားလိုက်မယ်နော်ဒီကောင်က950အထိပဲရပါတယ်တထောင်ကိုထင်မြပါဘူး AC က high ball ဟုတ်တွေ့လားကိုရင်ပိတ်သွားပြီညာ AC ဘောတိုင်ဘောအတွက်ဒါကြတော့ဒီကျွန်တော်ခုမီးတွေနည်းနည်းဟိုပါဘာကြီးမုံသွားတယ်ထင်တယ်ဒီကျွန်တော်မီးဖွင့်နေတဲ့အဲဒီကောင်ဘာခေါ်လဲ adapter လို့ခေါ်လားမြန်မာလိုကတော့ဖြတ်ဆက်လို့ခေါ်ပါဘာနော်အဲဒီကောင်တိုင်ပြမယ် ဒီမှာ politics.org နေရာဒီမှာ blog ပေါ်နေလဲ920နီးဆိုတော့ဒီကောင်းတဲ့တိုင်းကြီးမှာခဏ50ရှိတယ်ဆိုတော့တိုင်းကြီးနော်အပေါင်းတော့ရွေးစမ်းမလို့ပါဘူးအမ946ခုရှိပါလေဒါ AC ကိုတိုင်းတာအနေအားပုံမှန်မလုံနဲ့နော်နေအားပုံမှန်ဒါစက်ကပြကျွန်းတက်တာလို့ဒါလို့နေလို့ရရှိပါတယ်အဲ့တော့ဒါကိုဒီနေရာမှာထားပြီးတော့လေ့ပါလေးခွင့်ရအောင် ့ SO ACO DCO တိုင်းပြီ AC နဲ့ DC လည်းဘယ်လိုတိုင်းရလဲဆိုတာပြပြပြီအဲ့ဆိုတော့ restart တိုင်းတော့မယ် AC DC ပြီးပြီး restart သွားတော့မယ်ဒီမှာ D ohms ohm sempalea ဒါ restart တွေတိုင်းနေနေရနော်ဘလောက် ohm ဘလောက်ခုခံမှုရှိလဲဆိုတာဒီမှာ200 ohm 20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 00 ohm အဲ2000 ohm ပြီးလောက်လာတယ်300 ohm ဆိုတော့900 2k 20ကေ200ကေ2မီလီယံ20မီလီယံအဲ့လိုရှိရနော်ဒီ K ဆို1ကေကို1000 1K ကို1000ပို့မှလဲလို့ပဲ 1K ပို့1000ပို့ 1K ampere 1000 ampere 1K watt 1000 watt အဲ့လိုမျိုးရှိရနော် K ဆို1000အဲ့တော့ YouTube မှာလဲလို့ပါပဲကျွန်တော်မရဘူးတဲ့နံပါတ်လေးပေါ့ 1K ဆိုတော့ကျွန်တော်မရဘူး subscribe မှာနော်အဲ့တော့ဒီကောင်အတိုင်းပေါ့အရင်ဆုံးလေးစတိုင်ယူလာရမယ်ဒီအမိုက်ပေါ်မှာရွှေတွေရှိတယ် ပြောင်းရင်စလေးစတိုင်ရှယ်ဒါ 3K ရစတိုင်နဲ့ကျွန်တော်ဝေလာတာမိတော့ထားတော့တန်းကြည့်ကြည့်မနော်အဲ့ဆိုဒါကျွန်တော်ထင်တာ 3K ရစတာဆိုတော့ဒီမှာ 2K ရစတာမရအောင် 20K ရစတာမှာရွှေ့လိုက်မယ်ပြီးရင်ဒီကောင်အပေါင်းတော့မရွေးပါဘူးကြိုက်တဲ့ဖက်ထားအဲ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 ဘာလဲ 4K ရစတိုင်နော်ဒါ 4K ရစတာဒါ 4K ရစတာ ပြင်ရင်နောက်တစ်ခုမတူညီတဲ့ style ရှာပြီးတော့ဒီတော့ရောင်းနေလေးပါပဲတော့ဒါပနေကလမ်းဒီကျွန်တော်လမ်းဒီနဆိုင်ကိနေတိုင်းကြည့်စမယ်နေတော့နေရကြည့်နေပါလေနဆတ်ချောက်ဒီ style ဟုတ်နဆတ်ချောက်ဒီ home restaurant နော်ဒါအဲ့ဆိုဒီ20ကိနေမရတော့ကျွန်တော်ကနေရကိကိုပြောင်းလိုက်တယ်ဆိုတော့တစ်ခုကမပြတ်ရင်နောက်တစ်ခုပြောင်းလိုက်ပါရှေ့တိုးတိုးနောက်ဆိုဆိုအဲကျွန်တော်ဒီနားမှာ 2 million လောက်ထိုင်းရတော့ 20k ohm ဆိုရင် 20k ohm တော့ပြတော့ပြမှာပါဒါပေမဲ့အနည်းတော့မပြတော့ပြောရင်ကွာ900 900 ohm လောက်လောက်ထားပြီးတော့ကျွန်တော်အခုလို24 ohm 24k ohm တော့ပြီးတော့ချိန်ထိုင်းရင်ဒီကောင်မပြတော့ဒီလိုမျိုးအဖြူပဲပြတော့ပါနော်အဲ့တော့ဒါကိုသိလိုက်မယ်ပြီးရင် ampere ampere ကိုကြတော့နည်းနည်းလေးဒီထဲမှာအပေါက်တွေပြောင်းပါဒီအမဲကိုကြတော့ဒီအမဲကိုကြတော့ခိုးမှပဲထားပြီးတော့အနီကိုထုတ်ပြီးတော့20 ampere နော် ပြီးတော့ဒီနောက်မှာကျွန်တော် setup လေးလောက်ထားတယ်အဲ့အရီလာခလိုက်မယ်အဲဒီမှာဒါလေးလောက်ထားရယ်နော်ဒါယာယီလောက်ထားပါဒါကျွန်တော်ဒီတိုင်းယာယီလောက်ထားပါပြီးတော့ဒီမှာဒါတကယ်ထဲပေါ်အတွက်အပောင်းနှုတ်အနှုတ်ကဒါ right မိမသွားပြီးတော့အဒီ black ကကြတော့ဒါလည်းဒီကိုဒီနားကနေဖြတ်ပြီးတော့ဒီကိုသွားဒီကြားမှာလွတ်လွတ်လပ်လပ် ခလုတ်ပါအဲ့တော့ဒီတက်ခဲကိုထည့်လိုက်မယ်အေးပြီးရင်ဒီကောင်ဟောတစ်ခုခုနဲ့ထောက်လိုက်ရင်ဒီကောင်ကိုဒီနေရာမှာလွတ်နေတော့ဒီကျိုးလင်းနဲ့ထောက်ပြီးဆန်းကြည့်ရမယ်နော်ထောက်တော့အမမီလင်းနဲ့နော်မီနီလေးလေးနဲ့အဲ့တော့အဲ့ဒါရိုးရိုးပါပဲဒီဘက်ထီကနေတခါတည်းဒီမီလင်းအောင်လုပ်တာပဲရိုးရိုးပါပဲခြားကနေဖြတ်ပလိုက်တာပေါ့နော်ရိုးရိုးပါပဲအခုအမ်ပီယာစင်မယ် ဒီတော့ voltage တော့ဒီက2 point ဟုတ်နော်ဘယ်လောက်2 point volt 2 point similar အဲ့လောက်ပဲ voltage တည်တယ် ampere မသိဘူးရှင်တယ် ampere တိုင်းပဲဆိုတော့ comma မယ်20 ampere မှာဒီအနေအောင်လေးပြီးရင်ဒီကောင်ကိုဒါ DC ပို့ DC ပို့မှာဆိုတော့ DC မှာရွှေ့လိုက်မယ်20 ampere 20ထဲရတော့မများတော့ဘူးထင်တယ်ဖွင့်လိုက်မယ်20 ampere နော်အင်ကြီးကြီးအဲမီတော့လင်းပြီး 0.01လောက်မှမမြာဟုတ်လို့လားအဲ့လောက်မှမြာပဲစားပဲ No ကဲပြုတ်လိုက်ပါဝမ်းပြပဲစားပဲဖြစ်နေတာလည်းမသိဘူးမကောင်းလားမသိဘူးဒီမှာမီးလင်းနေနော်ဒီမှာဒီမှာနော်နောက်တစ်ခုဆန်းကြည့်ကြည့်မယ် ကောအဲဒီကောင်လည်းကောင်အဲ့လိုအဲ့လိုပါပဲတချို့တွေကောင်းတာတို့မကောင်းတာတို့ရှိတတ်ပါတယ်အဲ့တော့ဒီနေ့ dio ရဲ့ dio စနေမီစနေရှော့ရှာမရှာစနေ om စနေပြန်ကြတော့ boss အားရစနေအပြရစနေရသွားပါပြီအဲ့တော့ဒီနေ့အတွက်ဒါပဲအမ် နောက်ဗီဒီယိုမှာတွေ့အောင်နော်ဗီဒီယိုဇာတ်ရင် like လုပ်သွားပါ channel မှာ new ဆိုရင် subscribe လုပ်သွားပါ bye bye